ိုင်းကနေတက်အတန်ကြတော့ရွာဦးကျောင်းမှာစွန်ပုံပေးနေတဲ့ဆရာတော်ကြီးကောင်းထောင်ထသွားတယ်။ပြီးတော့မျက်မှောင်ကျုပ်ပြီးဟဲ့ရွာရဲတနက်တန်ကြားတယ်။ဘာဖြစ်တယ်မသိဘူး။သူစကားမဆုံးလိုက်ဘူး။စွန်စားဆောင်နဲ့ရွာသားတယောက်ကစုပ်ကရဲ့ပြေးဝင်လာတဲ့ကြည့်လိုက်တော့တကြီးလက်ရင်တပက်လက်ဝီကျော်အုံမောင်ချွေးတွေလည်းရွှဲလို့ဟဲ့အုံမောင်ဘာဖြစ်လာတာလဲခုနကလည်းရွာရဲတနက်တန်ကြားတယ်လို့ပဲ ဆရာတော်ဖရားရဲ့မွေးကြချက်ကိုအုံမောင်ကလက်အုပ်ချီလိုက်ပြီးသကြီးနဲ့သကြီးကတော့ရန်ဖြစ်ကြလို့ပါဖရားဟေးအုံမောင်ရဲ့ရှောက်တင်ချက်ကြောင့်ဆရာတော်ဖရားမျက်လုံးပြွတ်တက်သွားတယ်မျက်လုံးပြွမယ်ဆိုလဲပြူးစရာသကြီးနဲ့သကြီးကတော့ဆိုတာတကောင်းမှရန်ဖြစ်ဘူးကြတာရယ်မဟုတ်ဘူးရန်ဖြစ်လို့လည်းမကောင်းဘူးလေရွာရဲ့ဆံပြသကြီးနဲ့မရကိုဒါကြောင့်စွန်းတော်ဆက်မဖုံးတော့ပဲကဲသွားခေါ်စမ်းဟုတ်ထင်ရော မဆာကြီးရောနှစ်ယောက်စလုံးအမြန်ခေါ်ခဲ့တင်မဖျားတောက်တောက်တောက်ဘာတူလဲဒေါ်စာကြီးအတန်ကျွန်တော်အုံးမောင်မအမဘာကိစ္စလဲဆရဆရာတော်ဖျားနှစ်ယောက်လုံးကြောင်းလာဖို့မှားလိုက်လို့ပါဟင်တကြီးရဲ့အမေရိတ်အတန်တကားခွန်လိုက်စမ်း ဒေါ်စာကြီးရဲ့အောင်မြင်ခန့်ညားတဲ့အမိန်ပေးတဲ့တကားခွင်ကြီးကြည့်လိုက်တော့နှလုံးပြူးကိုမုတ်ဆိုးဒူးထောက်ထိုင်းမျက်လုံးတစ်လုံးမိတ်လို့တကြီးနှစ်ခုကိုတနက်နဲ့အသေးချာချိန်ထားသောဒေါ်စာကြီးအခန်းကြောင်ကလေးမှာဂျောင်းပိတ်ရိုက်ခံထားရတဲ့ကလေးငယ်တစ်ခွေကတုံကရင်နဲ့ဝူဝူလေးထိုင်နေတဲ့တကြီးကိုင်းရှေးရှေးရကြွအောင်မြင်ခန့်ညားတဲ့ဒေါ်စာကြီးအတန်ကြောင်တကြီးတွန့်ဝင်သွားတယ်ပြီးတော့ကတုံကရင်အတန်ကြီးနဲ့မမလောက်ပါနဲ့စာကြီးရဲ့ ဒီအတိုင်းသွားရင်တိတ်ရှာမရှိနဲ့သွားဆိုသွားလေစာကြီးလက်ရလာပြီနော်ဟင်းဟင်းတကြီးစကားမစုံဘူးတကြီးကတော့ထအော်တယ်အဲ့ဒီအတန်လဲကြာရောတကြီးလုံးကြီးပဲပြင်ဝင်ရမလို့ခေါင်းပေါင်းမဲ့ပြန်ပေါင်းရမလို့ဖြစ်နေတယ်ဒါဟုတ်တော့စာကြီးကသွားလေဘာပေကက်ကက်လုံနေရလဲစာကြီးလက်ရလာပြီနော်စာကြီးလက်ရရင်ဘာဖြစ်တယ်ဆိုတာရှင်သိရမဟုတ်လားအော်တဲလီ တကြီးကတော့အော်လန်ကြောင့်တကြီးကတုံကရင်ဖြစ်သွားပြီးတော့အေးအေးပါငါရှိရသွားပါမယ်ငါငါတကြီးမို့လားဆိုပြီးရှိရထွက်ဖို့ပြင်းတယ်ဒါပေမဲ့ဒူးတွေကတော့ခိုင်ပုံမရဘူးလူတွေကတော့ဒါမှမမြင်ပါဘူးသူဒူးတုံနဲ့အရှိန်နဲ့ဝစ်ထားတဲ့ပိုးသားပစိုးတွန့်တွန့်သွားတာတော့ကြည့်လို့တော့ကောင်းသေးတယ်ရွာသားအောင်လုံးတကြီးအိမ်မှာရုံရင်ဆန်ခတ်ဖြစ်နေကြတဲ့ကဘာဆက်ဖြစ်မယ်ဆိုတာသိချင်လို့တကြီးအိမ်သားဝိုင်းရံပြီးကြည်နေကြတယ် တနက်တန်ကလည်းတစ်ချက်ထွက်ထားပြီးမှဘယ်သူကိစ္စတုံးသွားပြီဆိုတာကိုလည်းသိကျင်နေပုံရတယ်။ဒေါ်စာကြီးရပဲစိတ်မြန်လက်မြန်စော်ထက်လိုက်ပြီလား။ဒါမှမဟုတ်တကြီးရပဲသူ့တိုင်းကွက်တွေအသုံးပြုပြီးပြန်စော်လိုက်ပြီလားပေါ့။သူတို့စိတ်ထဲမှာတေကြတာကတော့တယောက်ယောက်တော့ကိစ္စတုံးနေပြီဆိုတာပဲ။နောက်ကတော့ဒေါ်မြိုင်တို့ဆိုတကြီးဆုံးရင်လူမငားနဲ့သူကိုယ်တိုင်အေးရင်ကျူးပေးမယ်ဆိုပြီးတော့ပြောနေပြီ။အဲ့ဒီအချိန်မှာပဲဒိုင်းကနေအိမ်တကားခွင့်တန်တဲ့အတူဇောချွေးတွေစိတ်ထွက်နေတဲ့တကြီး ူ့ကောင်းပေါ်သူ့လက်တင်ပြီးကရုံကရင်နဲ့ထွက်လာတာတွေ့ရတယ်။တကြီးကိုမြင်တော့အင်ရှိရက်ကြည့်နေသူအားလုံးရှဲကနေဖြစ်သွားကြတယ်။တကြီးအင်ရှိလှမ်းလာတယ်။တလန်း၊လန်း၊သုံးလန်းတကြီးလည်းအင်ရှိသုံးလန်းရောက်ရောအနောက်ကနေထမင်းရင်ခေါင်းစည်းပြီးတကြီးနောက်ဆေးကိုနှလုံးပြူနဲ့မျက်လုံးတစ်လုံးမှိတ်ပြီးအသေးချာချိန်ထားတဲ့တကြီးကတော့ဒေါ်စာကြီးကိုတွေ့ရတယ်။ဒေါ်စာကြီးကိုအဲ့ဒီလိုပုံလဲမြင်ရရောအားလုံးလှုပ်တောင်မလို့ရဲကြတော့ဘူး။ ဒေါ်စာကြီးကလည်းဝါရင်မဆိုးကြီးအတိုင်းပဲတနက်ကိုဘဲဘက်ထိုးချိန်ညဘက်ထိုးချိန်လုပ်တယ်။သူထိုးချိန်လိုက်တဲ့နေရာတိုင်းရှိနေတဲ့လူတွေအားလုံးဖြုတ်ခနဲဖြုတ်ခနဲဝတ်ကြကုန်တယ်။မဝတ်လို့လည်းမဖြစ်ဘူးလေ။ဒေါ်စာကြီးကစိတ်ပါဆက်မြောက်လက်ရဲ့မတော်ကုတ်ထလိုက်လို့ဟုတ်ပေဖြစ်နေအောင်ပဲ။နောက်ဘဲကုန်းမှမချိန်တော့ပဲတကြီးနောက်ဆီကိုတားကောင်တပွဲမျိုးလုံးတလုံးမိတ်ပြီးအသေးအချာပြန်ချိန်ထားတယ်။ဒါတော့ပြည့်ရင်မမှန်မှဆိုးလို့ထင်နေ။တကြီးနောက်ဆီကို ်ထုံခွင်ပြီးပြစ်မှတ်ပါလုပ်ထားသေးတယ်။ချစ်ရင်လည်းချက်ကောင်းထီရအောင်။တကြီးအိန္ဒြေမပြတ်အောင်သာနေရတာ။ဒါပေမဲ့မျက်နှာကြီးကဖေယိုဖေယကြီးဖြစ်နေကြောင်းလူတိုင်းသိတယ်။ဖေယွေရဲ့ယာသားတွေရှိမှမို့မျက်နှာကြီးဖေယိုဖေယနဲ့ပဲရွာဦးကျောင်းဘက်လမ်းနေ။တကြီးကတော့ဒေါ်စာကြီးကတကြီးနောက်စိတ်တနက်ချင်းပြီးခြေလမ်းကျင်းကြီးနဲ့လိုက်တယ်။သူတို့ပုံစံကတကယ်ရာဇဝင်လူစိုးတုံပန်းကြီးကိုဖမ်းလာတဲ့ကင်ပေတိုင်ကြီးလိုမျိုး သူတို့နှစ်ယောက်အနောက်မှာဘာဆက်ဖြစ်မယ်ဆိုတာကိုသိကျင်တဲ့ရွာသားတွေတအုပ်ကြီးခြိတက်သွားကြတယ်။လူတွေများများချက်တကယ်ပါဗျာ။ရွာမှာဥစိန်လန်သားလန်ချူးရှင်ပြူတော့ရတာအတိတော့လူမစီဘူး။ဖုံတွေဆိုတာတရွာလုံးကိုမှုံထသွားမှတက်ပဲ။ဖုံကြီးเจ้าဝါရောက်တော့ဒီလောက်များတဲ့ရွာသားတွေကိုဖုံကြီးเจ้าနဲ့ပေးမဝင်ဘူး။ဟုတ်တယ်လေ။ပေးဝင်ရွာเจ้าတော်ပြူလောက်ရဲ့ ကပိယကြီးဥပ္ပူတီကဖုန်ကြီးចောင်းပေါဝါကတွင်ထွက်သားပြီးကပိယဥဇာတာတကြီးနဲ့တကြီးကတော့ចောင်းဝင်းနဲ့ခေါ်သွားတယ်။ចောင်းဝင်းနဲ့ရောက်တာတော့တကြီးကတော့ပြင့်မက်ကမပြောင်းဘူး။တကြီးနောက်စီမှာကွင်းထားတဲ့ထုံကွင်းမှာကွက်တိနှလုံးပြူပြောင်းကိုမေးတင်ပြီးမျက်စိတစ်ဖက်မှိတ်ထားတော့တခါတခါတော့ဖုန်ကြီးចောင်းနေရမှာထွင်းတူထားတဲ့နှဲ့ရုပ်တို့ဇောရုပ်တို့ကိုတော့လှမ်းချိန်မိတာတော့ရှိတာပေါ့။အယုတ်တွေကဘာတိမှာတော့သူ့လှမ်းချိန်လဲကောင်းနေကောင်းနေပုံမျိုးနဲ့ပြုံးပြုံးကြီးနေမှာပေါ့။ ဒီလိုနဲ့ကျောင်းနိုင်ဆရာတော်ဖရာရှိရောက်လာတာပေါ့ဆရာတော်ဖရာရှိတကြီးကြုံစုံယုံယုံထိုင်းပြီးဥချတာတော့ဒေါ်စာကြီးပြောင်းက နေရာမပြောင်းဘူးတကြီးညွတ်သွားတဲ့ခေါင်းအတိုင်းသူ့တနက်ပြောင်းကလိုက်ညွတ်သွားတယ်တကြီးပြန်မက်ရင်သူ့တနက်ပြောင်းပြန်မက်တယ်တကြီးဖရာတရားတန်ကသုံးချိန်ဥချရင်တကြီးကတော့လက်ထက်နှလုံးပြူရလဲဖရာတရားတန်ကသုံးချိန်လိုက်ပြီးဥချတာပဲကြတော့ဆရာတော်ဖရာလည်းမနေနိုင်တော့ဘူးဟဲ့မဆာဖရာ နင့်တနအခုချလိုက်စမ်းဆရာတော်ဖះအမိန့်တန်းကြတော့တကြီးကတော့တွန့်သွားတယ်တနကိုလည်းမချခြင်းမူတကြီးနောက်ဆရာချိန်လို့ကောင်းတာ哦ဒါပေမဲ့ဆရာတော်ကိုလည်းကြောက်တော့ဆရာတော်စကားမပယ်ရှားဝင်မူဒါကြောင့်တနကိုဘေးဘက်ဂလုံးခနဲပစ်ချလိုက်တယ်တနပစ်တန်းကြတော့ဆရာတော်မျက်မှောင်ကျုပ်သွားတယ်သူ့လက်ထဲရာလက်စကုန်းတော်ဆက်မရဘူးငြိမ်နေလိုက်တယ် ကျောင်းအကြောင်းသိတဲ့တကြီးကတော့ပြပြတလဲနဲ့တနက်ကိုပြန်ကောက်ပြီးကျမ်းပြင်ပေါ်အတန်မကြောင်ရိုးရိုးတိတိပြန်ချတယ်။အဲ့ဒီတော့မှဆရာတော်လည်းကုန်းကိုဆက်ရတယ်။ဆရာတော်ကလက်ထက်ရယာပီတာကုန်းကိုပါဇက်ထက်ထိုးထည့်လိုက်တယ်။ပြီးတော့ဘေးနာကုန်းညက်ကိုလှမ်းယူပြီးကုန်းသီးတစ်လုံးကိုစိတ်ရှိလက်ရှိထိုင်ညက်နေတယ်။အဲ့ဒီကုန်းသီးကုန်းသွားမှနောက်တစ်လုံးကိုလှမ်းယူပြီးဆိုဆရာတော်ကတလုံးတဲတော့စကားကိုမိတ်နေ။ ။ဒါ ਉਹ တကြီးပစက်မဟခင်တကြီးကတော့ဒေါစာကြီးရ။ဆရာတော်ဖျား။ဆရာတော်ဖျားရဲ့တကားဟောဒီလူကြီးကတပည့်တော်မှမသိအောင်ဖောက်ပြန်လို့ပါဖျား။ဒေါစာကြီးရဲ့ငိုတန်ဝဲအနေနဲ့အတန်းကြောင့်ဆရာတော်မျက်ခုံအစုံမြင့်တက်သွားတယ်။နောက်တကြီးပဲလှည့်ပြီးဟဲ့ဟုတ်ရဲ့လားမောင်ဖိုးတင်။ဆရာတော်ရဲ့အမေကိုတကြီးကောင်းဂမန်းကလန်းခါပြီးမဟုတ်ရပါဘူးဖေဟာတပည့်တော်ဖောက်ပြန်တာမဟုတ်ပါဘူး သူ့နဲ့မညာခင်ကလေးကတကြီးစကားမဆုံးလိုက်ဘူးတကြီးကတော့တဆက်ခန်းထလာပြန်တယ်။အိုးမညာခင်ကဆိုလဲနောက်ွယ်မှာဆိုဖောက်ပြန်တာပဲမဟုတ်လားဆရာတော်ဘုရား။ကာမီသူ့မိစ္ဆာစားတာကျူးလွန်ရင်ကျူးလွန်တာပါပဲမဟုတ်လားဘုရား။ဒေါ်စာကြီးရဲ့စကားကြောင့်ဆရာတော်မျက်မှောင်ကျုပ်သွားတယ်။ပြီးတော့ဒီကိုယ်လေးရေရွတ်တလို့နဲ့မညာခင်လည်းဖောက်ပြန်တာ။အတိအကျတင်ပါဘုရား။ ဆရာတော်ရဲ့ရေရွတ်တံကိုဒေါ်စာကြီးကထောက်ခံတယ်။ဒါကိုဆရာတော်ကဟဲ့မညာခင်ကလေးကဖောက်ပြန်တာဆိုနင့်မှာတက်သေးတကားရရှိလို့လားမဆာပြောစမ်းဆရာတော်ရဲ့အမေကိုတကြီးကတော့ဒေါ်စာခေါင်းကိုတဆက်ဆက်ညှိလိုက်ပြီးတင်ပါ ရှိပါတယ်ဖျားဟောဒီမှာတက်သေးကံပစ္စည်းပါဖျားဆိုပြီးတကြီးလက်ထဲကြစ်ကြစ်ပေါင်းဆုပ်ထားတဲ့စာကိုလက်ညှိုးထိုးပြလိုက်တဲ့ဆရာတော်မျက်မှောင်ပိုကျုပ်သွားတယ်ပြီးတော့ စာရွက်ကိုတလဲတကြီးကိုတလဲကြည့်တယ်။ပြီးမှပြစမ်းဘာစာတော့ဟဲ့ဆရာတော်ရဲ့အတန်ကြောင့်တကြီးတုံတက်သွားတယ်။နောက်မှကရုံးခရင်အတန်နဲ့ဖြက်စာပါဖေ။တကြီးရဲ့စကားကြောင့်ဆရာတော်မျက်ခုံးအစော်မြင့်တက်သွားတယ်။ပြီးတော့ဖြက်စာဆိုတာစဉ်းစားနေပုံရတယ်။အတော်ကြာမှတကြီးပဲလှဲ့ပြီးပြစမ်းမောင်းဖို့တင်ဘာဖြက်စာလဲလို့ ဆရာတော်စကားကြောင့်တကြီးတွန့်ဝင်သွားတယ်။ဆောက်ဆရာတော်စီလဲသူမပြရဲဘူး။ဒါတော်စာကြီးတို့နိုင်မဲ့နိုင်ပေါက်ကြီးဖြစ်နေတာကို နောက်ပြီးဆရာတော်စကားကိုလည်းမပေရှားဝင်ဘူးဒါကြောင့်တုံတုံရင်ရင်နဲ့ပဲလက်ထဲကြည့်ကြည့်ပအောင်စုပ်ထားတဲ့စာကိုဆရာတော်လက်ထဲအသားအရာထိုးထည့်ပေးလိုက်ရတယ်ဆရာတော်ကသူ့လက်ထဲရောက်လာတဲ့စာကိုအနီးကပ်ကြည့်လိုက်အဝေးရကြည့်လိုက်လို့တယ်ဆရာတော်ကမျက်လုံးမကောင်းဘူးလေတော်ယုံတန်ယုံစာဆိုဘာမှမမြင်ရဘူး ဒါကြောင့်ဘေးနာကြွကြွလေးထိုင်နေတဲ့ကပီယာဘက်လှည့်ပြီးဇာတာဖះမြင့်မန်ယူဆန်းကွဲ့တင်မဖះကပီယာကြီးဦးဇာတာဆရာတော်ကိုဦးချလို့ကတုတ်ကရနဲ့ဆရာတော်အခန်းထဲကမြင့်မန်ကိုသွားယူတယ်ပြီးတော့ဆရာတော်နားကပ်ပြီးရိုးရိုးတေးတေးပေးတယ်ဆရာတော်ကမျက်လက်စကုန်းကိုဘေးချပြီးမြင့်မန်ကိုတက်လိုက်တယ်ပြီးတော့အကြီးပြောတဲ့ဖြက်စာဆိုတာကိုဖွင့်ဖက်လိုက်တယ် ဟင်ဆောင်ရက်ပေါ်ကလက်ရည်မြင်တော့ဆရာတော်အံ့အားတင့်သွားပုံရတယ်ပြီးတော့ညမန်ကိုကြောပြီးတကြီးနဲ့တကြီးကတော့တက်လှဲ့စီကြည့်တယ်တကြီးနဲ့တကြီးကတော့ဆရာတော်ဘာမွက်ကြားမှလဲဆိုတာသိချင်းပြီးလက်အုပ်ချီထားကြတယ်ဆရာတော်ဘာမှမမွက်ကြားသေးဘူးဆောင်ရက်ကိုပဲပြန်ကြည့်တယ်ဆောင်နှစ်ခေါက်သုံးခေါက်အသေးစားဖက်နေပုံရတယ်ဆရာတော်ရဲ့ဥကောင်းတော်ကအောင်းနှိမ်ဆင်းလိုက်အပေါ်ပြန်တက်လိုက်ဖြစ်နေတယ်အတော်ကြာမှ တက်ပြင်းကို ခမြင်မြင်ချတယ်။ပြီးတော့စာရွက်ကိုဖြည်းဖြည်းလေးဘေးချအပ်ပြီးခုနညှက်လက်စာကွန်းတီနဲ့ကွန်းညက်ကိုပြန်ယူတယ်။နောက်ကွန်းတီကိုကွန်းညက်နဲ့စိမ်ပြေနှပြေညှက်အပ်ပြီးဒါငယ်စဉ်အောင် မှားခဲ့တာတွေပေါ့ကွယ်။ဖျားဘလို့ဆရာတော်ရဲ့စကားကြောင့်တကြီးကတော့ဒေါ်စာကြီးခေါင်းထောင်သွားတယ်။တကြီးကခေါင်းငုံသွားတယ်။ဒေါ်စာကြီးကသူ့အနာရပြီပေါ့။ ဆရာတော်ကသူ့တို့မကြည့်ဘူး။ကွန်းတီတို့သာကွန်းညံနဲ့ဖြင်းညင်းစွာညံ့ပြီးဆက်ပြောတယ်။အော်ခင်မုံသာခင်မုံသာဟင်အလိုဆရာတော်စီကထူးထူးဆန်းဆန်းနာမည်ကိုကြားလိုက်ရတော့တကြီးရောတကြီးကတော့ရမျက်လုံးပြူးသွားတယ်။ဟုတ်တယ်လေအံ့အားမသင့်ပဲနေနိုင်ရောလားအခုဟာကဥချက်ဖောင်းပြောတဲ့ဒေါမုံကြီးလည်းမဟုတ်ဘူး တကြီးပြောတဲ့နန်းခင်မုံလည်းမဟုတ်ဘူးခုဟာကဆရာတော်ပြောတဲ့ခင်မုံသာဖြစ်နေတာကိုဒါ ው ဆရာတော်ကတက်ပြင်းကိုခမင်းမြင်ချားပြီးအိမ်ဒီစာဟောတာဦးစင်းလွန်ခဲ့တဲ့နှစ်40လောက်ကရရင်အခုလိုလောကုတ်တရာလမ်းအောင်မလျှောက်လမ်းနိုင်ပဲကိလေသာနှုန်ထဲမှာပဲရုံးထွက်မရဖြစ်နေအောင်ပါပဲအိုးလို့တော့ ဆရာတော်ဆရာထူးထူးဆန်းဆန်းများကြောင့်တကြီးရောတကြီးကတော့ပါအံ့အားတင်နေကြတယ်။ပြီးတော့ဘာပြောလို့ပြောရမှန်းမသိပါပဲ။ပါဇက်ကလေးဟာပြီးဆရာတော်ကြောင်ငင်းနေကြတယ်။ဒါ ਉਹ ဆရာတော်ကပဲဆက်ပြီးအေးလေအဲ့ဒီလော်ဂီဘွားမှာခင်မုံတာပေးတဲ့ဟော်ဒီစာသာရခဲ့ရင်ဦးစင်းလေလောကုတ္တရာအရေးမှာတာသနာအကျိုးတည်ပိုးနိုင်တဲ့ငယ်ဖြူဆရာတော်ဖြစ်လာမှာမဟုတ်ပါဘူးကွယ်။ တကြီးရောတကြီးကတော့ပါဆရာတော်ကိုပါဇက်ကလေးဟာပြီးငေးကြည့်နေကြတယ်။ကဲကဲသွားကြသွားကြတော့ဒါမောင်မင်းတို့ကိစ္စမဟုတ်ဘူးဆရာတော်ကိစ္စဒီတော့ရံမဖြစ်ကြနဲ့တော့ဟုတ်ပြီလားဆိုတော့တကြီးရောတကြီးကတော့ရောတင်မဖះဆိုပြီးဆရာတော်ကိုဥချကြတယ်။ဆရာတော်ကသူ့ကိုမေတ္တာဘာဝနာစီဖြန်းပေးတယ်ပြီးမှတပည့်တော်တို့ခွင့်ပြုပါအောင်ဗျာဆိုတော့ ဆရာတော်ကအေးအေးသွားကြသွားကြဆိုပြီးခေါင်းကြီးခွင့်ပြုလိုက်တယ်။ဂျာဦးတကြီးကပြန်ဖို့မတ်တက်ထားရတော့တကြီးကတော့တော့ကိုဖို့တင်တကြီးကတကြီးကတော့ဝေးကြည့်တယ်။တကြီးကတော့မင်းငော့ပြပြီးတော့နှလုံးပြူကြီးတော့ယူုံလီဆိုတော့တကြီးကလိုက်လိုက်လဲလဲပြုံးပြီးသူ့နှလုံးပြူကြီးပြန်ကောက်ယူလိုက်တယ်ပြီးတော့နှစ်ယောက်သားလက်အုပ်ချီပြီးဆရာတော်အခန်းထဲက နောက်ဆုံးနောက်ဆုံးနဲ့ပြန်ထွက်သွားကြတယ်။ကျောင်းပြင်ရောက်တော့ဒီဖြက်စာကိစ္စဘလို့ဆက်ဖြစ်မလဲဆိုပြီးသိချင်းလို့စောင့်ကြည့်နေတဲ့ရွာသားအလုံးရင်ကိုကော့ပြီးနှလုံးပြူထန်းလာတဲ့တကြီးအနောက်ကရိုးရိုးကလေးလိုက်လာတဲ့တကြီးကတော်တို့ရုပ်ချီပြောင်းလဲသွားပုံကိုတန်အံ့တော်ကြည့်နေကြတယ်။သွားတော့ကတကြီးကတော်ကတကြီးကိုနှလုံးပြူကြီးချိန်သွားတယ်။ပြန်လာတော့တကြီးကနှလုံးပြူကြီးထန်းလာတယ်ဆိုတော့ဘလို့အဖြေထုတ်ရမှန်းမသိဘူးဖြစ်သွားကြတယ်။ဒါနဲ့ ဒီစာရဲ့အဓိကတရားခံဖြစ်တဲ့ဘလူးလာဦးကိုသွားမေးစားတော့လေဘလူးကဒီစာအကြောင်းနည်းနည်းလေးအောင်မဟာတော့ဘူး။ဘာမေးမေးဘလူးမေးမေးမသိကြအောင်စောင်းနေတော့တာ။ဒါကြောင့်ဒီစာနဲ့ပတ်သက်ပြီးသူကိုယ်တိုင်ရေးခဲ့တာလား။ဒါမှမဟုတ်ခင်မုံကိုယ်တိုင်ပေးခဲ့တာလား။ဒါမှမဟုတ်သူတနေရရာက ကောက်ရခဲ့တာလားဆိုတော့ဘူးမှမသိရတော့ဘူး။တချို့ကလည်းပြောတယ်။ဒါတမင်ဘလူးအကွက်ချစီမံတာတဲ့။တချို့ကလည်းမတော်တဆပါတဲ့။ဘာပဲပြောပြော ဒီစာလေးတစ်စောင်နဲ့တရွာလုံးပွက်လို့ရိုက်သွားကြတာအမှန်ပဲဒီစာရေးခရဲကြောင့်ပဲဥချက်ဖောင်းတဲ့ဒေါ်မုံတရဝင်းညားသွားကြတယ်။တကြီးကတကြီးကတော်ရဲ့ထောင်းခံထိတယ်။ဆရာတော်ဖရာကလည်းလူဘဝနောက်ဆုံးပြန်အမတ်ရခဲ့တယ်ပေါ့။အေးပြောရအောင်မယ်။ဒီစာနဲ့ပတ်သက်ပြီးအထူးဆန်းဆုံးကိစ္စတစ်ခုဖြစ်သေးတယ်။အဲ့ဒါကတော့အဲ့ဒီစာနဲ့အတူစောင်းကပိယကြီးဦးစားတာပျောက်ချင်းမလားပျောက်သွားရတဲ့အမှုပါပဲ။ ဘယ်ကဘလို့ခြေရဖြောက်သွားမှန်းကို မသိကြတော့ဘူးတချို့ကလည်းပြောကြပါတယ်ကပ္ပိယကြီးဦးစားကြကိုမနဲ့ဝေလီဝေလေးမှာအထုပ်အပိုးတွေနဲ့စာရက်တရွက်ကြည်ကြည်ပေါင်းဆုပ်ပြီးရွာအပြင်ဘက်ထွက်သွားတာတွေ့ရတယ်တဲ့နောက်ပြီးပါဇက်ကလည်းဝွမ်မုံသိင်းရေဝွမ်မုံသိင်းရေမောင်ကြီးစားတာလာပြီဆိုပြီးရွရွသွားတာလေရွာသားအချို့လည်းနားနဲ့ဆက်ဆက်ကြားလာခဲ့ရတဲ့ဒါကလည်းမျက်မြင်သက်သေတယောက်နှစ်ယောက်သာရှိတဲ့အတွက်ဘသူမှဒိဋ္ဌမယုံရဲဘူး တေးကြတာတကွအဲ့ဒီစာနဲ့ပတ်သက်ပြီးစိုးတာတွေလည်းရှိမယ်။ကောင်းတာတွေလည်းရှိမှာပေါ့။အစိုးနဲ့အကောင်းဆိုတာဒွန်တွဲနေတာတကလား။နောက်အဲ့ဒီစာကြောင့်ပဲစိုးတာလားကောင်းတာလားမသိတဲ့အမိန်တခုတကြီးထုတ်ပြန်လိုက်တယ်။ရွာသူရွာသားများမြည်သူမဆိုရံမဖြစ်ရ။ရံဖြစ်လျင်ဂျန်ငွေ၅ကျပ်တဲ့။အဲ့ဒီမဲရောတရာလုံးကဝမ်းသာအဲလေးလက်ခံကြတယ်။ဘာလို့လဲဆိုတော့တရွာလုံးကရံဖြစ်ခြင်းတဲ့သူတွေမှမရှိတာ။ အားလုံးကိုရီကိုတော့ကိုသမင်းကိုစားပြီးအေးအေးကျန်ကျန်နင်းနေကြတာပဲဒါကြောင့်တကြီးရဲ့အမိန်ကိုအားလုံးလက်ခံကြတယ်တကြီးကလည်းသူ့ကိုယ်တိုင်ခံခဲ့ရဘူးလို့လားမသိဘူးလင်းမြားချင်းရံဖြစ်ရင်တော့မရဘူးလင်းမြားချင်းရံဖြစ်ရင်လည်းဂျန်ငွေငါးချက်ပဲဒါောင်းလဲရွာသားအားလုံးသဘောကျကြတယ်လင်းမြားချင်းရံမဖြစ်ပဲပြပြလေးလေးဖြည့်ရှင်းရတော့မှာကိုအေးအဲ့ဒီတဲ့ရင်ကိုဘွမ်းအသာဆုံးသူတွေကတော့ဘလူးလိုအုပ်စုပဲသူတို့ကရံမဖြစ်တက်လို့လားဆိုတော့မဟုတ်ဘူ ဒါပေမဲ့သိတယ်မဟုတ်လားဘလူတို့ကအကွက်ရှိတယ်အကွက်ကောင်မှအကွက်ကောင်ရံပြင်းဂျန်ွေ၅ချက်ဆောင်ရမယ်ဆိုတဲ့အမိန်ထုတ်ပြီးတာနဲ့ကြွာလေပိုင်းကငွေတိုးချထားတဲ့ဒေါ်လာကြီးအញ្ញာစက်ဖနှကောင်ပျောက်သွားတော့တာပဲနောက်ဒုတိယကန်ဆိုးသူကလေပိုင်းရှင်ဦးစိန်လမ်းပါသူ့အိမ်အောက်မှာတရယူတရမွေးထားတဲ့စိတ်တိုးလေးပျောက်သွားတယ်နောက်နက်ကတော်ဒေါ်မြိုင်ကသူ့အိမ်မှာနှက်ဆက်ထားတဲ့အရက်ပလင်းသုံးပလင်းနဲ့ငပြောခိုင်တစ်ခိုင် နောက်ပူပူနွေနွေဇနီးမောင်နှံဖြစ်တဲ့ဦးချက်ဖောင်းနဲ့ဒေါ်မုံကြီးတို့စပယ်ကြီးကစပားသုံးတင်အကျော်တဲ့ဒေါ်စောကြီးစီကဘူးတိကျော်လေးခုနဲ့နှမ်းစီတပလင်းဆေးစီကဖိုးတာအိုစီကပန်းပေါင်းစုံသွေးစီတပလင်းနဲ့၄မျိုး80ရက်စားသုံးတော့ဦးတုံးပေအရက်ဆိုင်ဟာကြက်ချီတော်ရိုးနှစ်ချောင်းနဲ့ဒန်အိုးဖုံးတစ်ခုအိုးပြောရရင်တရွာလုံးပါပဲအိမ်ရှိပစ္စည်းအလုံးဖြုတ်ခနဲဖြုတ်ခနဲပျောက်ပျောက်ကုန်တာဘသူလက်ချက်လဲတိကြတယ် ဒါမျိုးလောက်တက်တာဘလူးရိုးအုပ်စုပဲရှိတာဒေါ်လာကြီးဆိုသူ့ချက်ကိုဘလူးရိုးအုပ်စုဆွဲသွားတာမျက်စိနဲ့အတိုင်းသားမြင်တယ်ဒါမှမဲ့မပြောတာဘူးသိတယ်မဟုတ်လားရန်ဖြင့်ဒံငွေ၅ချက်လေးသူပြောလိုက်လို့ဘလူးရိုးအုပ်စုခံပတ်ရင်ရန်ဖြစ်အောင်မရန်ဖြစ်ပြီဆိုတာနဲ့ဒံငွေ၅ချက်ကဆောင်ရအောင်မခါတိုင်းဆိုရင်တော့ဒေါ်လာကြီးကိုဒါမျိုးလောက်လို့ဖဲရမလဲမိုးမိလောင်သွားမှာပေါ့ဒီလိုကြက်ဆွဲသွားဖို့နင်းနေတာတာဘလူးရိုးသူ့အိမ်သားကတ်သွားရင်တော့ ဒေါ်လာကြီးတို့ပါဇက်တနတ်မောင်းတင်းပြီးကောင်းကင်ကတက်ကျဲပြီးသားအခုတော့အတ်တီလိုမလုပ်ရဲဘူးတိတယ်မဟုတ်လားရန်ဖြစ်ရင်ဒံငွေ၅ချက်၅ချက်ဆိုတာနဲတာမှတ်လို့လေးတင်းဝင်ဆန်းအိတ်တအိတ်မှ၃ချက်စီတပုံးမှ၂ချက် ရုပ်စွာအစုံ ရွှေတင်းကတပြားတောင်၉ချက်တတရဲ့ဒါကြောင့်ရန်တခါဖြစ်အောင်နဲ့၅ချက်ဘသူပေးချင်မှာလဲဂျာဟုခွင့်ကောင်းယူပြီးဘလူးတို့အုပ်စုလှုပ်ချင်တိုင်းလှုပ်နေကြတာဟိုလူအိမ်ကကြက်ဆွဲသွားလိုက် ဒီလူအရာငပြောကိုင်းခုတ်သွားလိုက်နဲ့လှုပ်နေတာထင်နိုင်ကျဲနေတာကြားတော့ပူပြီးအတင့်ရဲလာကြတယ်သူများအိမ်ပေါ်တက်ပြီးအိုးဆုခွတ်ဆုစားသွားတာမျိုးသူတို့ကြိုက်တဲ့ပစ္စည်းဆိုရင်လူရှိသူရှိဆွဲချသွားတာမျိုးမဲမပြိုလေးတွေတွေ့ရင်ခြိကဘာရီကဘာလောက်တာမျိုးအိုးစုံလို့ပဲလူတွေကမပြောတာဘူးလေသိတယ်မဟုတ်လားတန်းငွေ၅ချက်လေမကြိမ်နဲ့လို့ရန်ဖြစ်ရင်တန်းငွေ၅ချက်အဲသူတို့ရဲ့ဂျန်အခမ်းအဆုံကတော့ ူတို့မိုးလင်းမိုးချုပ်တောက်နေကြကိုရင်ကျက်ပူထေရီဆိုင်မယ်ထေရီကိုအဝါအပြဲအရင်ကနဲ့နှစတောက်တယ်အမီးတွေကိုအလကားနိုင်စားတယ်ပြီးရင်ပတ်စံမပေးပဲပြန်တယ်ဒီကြတဲ့ငပိန်ဆိုတဲ့ကောင်က ကိုရင်ကျက်ပူသမီးမိဘကိုကြိုက်နေတော့တာဆိုးသေးတာပေါ့တဏီကောင်မိဘနာထိုင်ပြီးပကြီပကြီနဲ့ကလိနေတော့လားကြတော့ကိုရင်ကျက်ပူမိမမိဘွားတို့အမေဒေါ်လုံးခမောင်တီးမခံနိုင်တော့ဘူးဘလူတို့အုပ်စုလာလာမြင်အသေးရရော ဒါပေမဲ့မပြောတာဘူးလေတည်တယ်မဟုတ်လားရန်ဖြင့်တန်ငွေ၅ချက်အဲ့ဒီ၅ချက်ဆိုတဲ့ငွေရဖို့သူတို့ခင်ဗျာမနေ့ကုံယုံရှာတာမျိုး အခုလဲကြည်လေဘလူးရိုးအုပ်စုရွာမြောက်ဖျားကဦးကျန်တော်မွေးထားတဲ့တိုက်တက်ကြီးဆွဲလာပြန်ပြီဘလူးရိုးအုပ်စုအမြင်တော့ကိုရင်ကျက်ဘူးကတော့ဒေါ်လုံးအသားဆက်ဆက်တုံနေပြီချိုးရင်ဖဲ့ကျင်နေပြီဒါ ਉਹ ဘလူးရိုးကတော့ဂိယူတောင်မဆိုင်ဘူးပြုံးဖြည်းဖြည်းမျက်နှာပြီးကိုစီနဲ့ဆိုင်ရှေ့ရောက်လာတာနဲ့တန်းပြီးတော့ ဆိုင်ခုံပေါ်ခြေတစ်ဖက်လှမ်းတင်လိုက်ပြီးကဲကိုရင်ကျက်ပူရေခြံမြောက်ဖြားတကောက်ပင်ကတမျိုးလောက်ချအောင်ဗျစားစရာတော့ခမားတို့စီကနိုင်မစားပါဘူးဗျဟဲဟဲဟော်ဒီမှာဘာကြီးဂျန်တော်ရဲ့တိုက်ချက်ဆွဲလာတာတိုက်ချက်သားမာပြီးတိတ်ချိုတာဗျဟဲဟဲချက်ပြီးရင်ခမားတို့လည်းတခွက်ပေးမယ်ကဲလှုပ်လှုပ်ကိုရင်ကျက်ပူကထပင်လေးတက်ပြီးကြီးတော့ကလေးဆွဲခဲ့ပါအောင်ဟဲအကြီးလုံးက ဟော်ဒီချက်ကလေးကိုင်းပြီးစီရန်ဟင်းလေးချက်ပေးမိဘွားထရင်ငဲ့ပေါ်ဟဲဟဲဒါပေမဲ့မောင်ပင်ရောတော့ပိုမငဲ့ပေးနဲ့နော်ဘလူကသူ့ပိုင်ထတ်တော်လိုနဲ့အမိန်ပေးရင်မိဘွားကိုလှမ်းကြည့်လိုက်သေးတယ်အမှန်တော့မိဘွားငပိန်ဆိုစစ်စစ်တောင်ကြည့်လို့ရတာမဟုတ်ဘူးဒါတော့တိတိကြီးဘလူကတမင်လှမ်းကြည့်တာငပိန်ကတော့ဘလူဘေးနာကနေတွားကြည့်ပြဲပြီးတိဟိနဲ့ဖြစ်နေတာသူခင်ဗျာမိဘွားကိုတွေ့တွေ့ကြီးစိုက်ကြည့်နေတာတရေကြမတက်ပဲ ဲကဲလောက်ဆရာရှိသေးတယ်ဆက်လုပ်ကြကိုရင်ချက်ဘူးထန်းတတော်လေဗျာကျုပ်တို့တော့ဖို့အတွက်ဟိုထက်ခေါက်ပင်အားသာချခဲ့ရေတော့မထိုးနဲ့နော်သိတယ်မဟုတ်လားဘလူးတို့ကမလုံရင်လည်းအရှင်းဘလူးကခက်တီတီနဲ့ကိုပစ်ပေါ်ရောင်းဖို့တင်ထားတဲ့ဟင်းအိုးတွေကိုခက်တီတီနဲ့ဖြွင့်ပြီးအသေးအမြစ်တုံးကိုတလောက်ခနဲဝါလိုက်တယ်ဗဇက်ထဲညက်သွားတော့မှအပြင်ကိုထွေးထုတ်လိုက်ပြီးထွီးငံလိုက်တာအကြီးလုံးတင်ရ ဟင်းချင်စားလျှော့ချက်လေဒီလိုစားမကောင်းတော့ဘသူကစားမှာလဲစုပ်တို့လိုဖောက်သွဲတွေခါသွားရင်မကောင်းဘူးနော်မင်းဒါလီယဆိုပြီးငါးကြော်တစ်ဖက်ဘက်ခနဲဝါလိုက်ပြန်တယ်ပြီးတော့ငါးကြော်ကိုအตาမြုံပြီးမျက်လုံးလေးဆင်းလို့အင်းဒါတော့မဆိုးဘူးဟိတ်ကောင်းနေဝါကြည့်စမ်းကောင်းတယ်ကွာငါးကလေးကိုကြော်ထားတာရွာနေရပဲဆိုတော့ဟိုကောင်တွေကလည်းကြောင်ကရင်းပြက်တွေမို့လား ငါးကြော်ကိုတကောင်တစ်ဖက်ယူပြီးပါဇက်ထဲပလောက်ပလောက်နဲ့ပြစ်ထဲကြတယ်။ဒါအောင်မြင်တော့ဒေါ်လုံးတီးမခံနိုင်တော့ဘူး။အသားတွေတဆက်ဆက်တုံးလက်တီကိုကြစ်ကြစ်ပအောင်ဆုပ်ပြီးဟဲ့တိန်နာတွေနင်တို့လွန်လွန်လာပြီနော်။ဒေါ်လုံးရဲ့အော်တန်ကိုဘလူးတို့ကကြောက်မသွားတဲ့အပြင်ဂယုမဆိုင်တလို့နဲ့မျက်မှောင်ကျုပ်လိုက်ပြီးလွန်တော့ဘာဖြစ်လဲ။ရန်ဖြစ်ချင်လို့လား။ဘလူးကအပိုင်ဖြေတယ် ဒါ ਉਹ ဒေါ်လုံးကအထမင်းကိုခမင်းမြင်ဆွဲပြီးအော်နင်ကရံပြင်းဒံငွေ၅ကျပ်ဆိုတာကြောင့်ဒီစကားပြောတာပေါ့လေတွေ့ကြသေးတာပေါ့ဆိုပြီးသူ့ယောက်ျားကိုရင်ကျပ်ဘူးပဲလှဲလို့တော့ကိုရင်ကျပ်ဘူးဟေးကိုရင်ကျပ်ဘူးထမ်းပင်ပေါ်တက်ဖို့ခါကြိုးချီနေရအလန့်တကြားပြန်ထူတယ်ကျုပ်ကိုငွေ၅ကျပ်ပေးစမ်းဒေါ်လုံးစကားကြောင့်ကိုရင်ကျပ်ဘူးမျက်လုံးပြူးသွားတယ် ။ဘာဘာလို့ဖို့လဲ။ဘာလို့ဖို့လဲမမေးနဲ့။ငါးချက်ပေးဆိုပေးစမ်း။ဒေါ်လုံးရဲ့အော်တန်ကြောင့်ကိုရင်ကျက်ပူလဲကြောက်အားလန့်အားနဲ့။အေးအေးပါကွာ။ဆိုပြီးခါကြတဲ့စစ်ထားတဲ့ငွေငါးချက်ကိုထုတ်ပေးလိုက်တဲ့။ဒါ ው ဒေါ်လုံးကဘက်ခနဲ့ဆွဲယူလိုက်ပြီးဘလူးတို့ဘက်လှဲ့လို့။ဟဲ့မသားရီနင်တို့ဒီမှာခဏဆောင်မကြခင်ငါပြန်လာမယ်။မိလုံးအကြောင်းသိစေရမယ်။ဆိုပြီးရွာထဲဘက်တုတ်ချေတင်သွားတယ်။ ူသွားနေတာတည်တယ်မဟုတ်လားရံမဖြစ်ရရံဖြစ်ရင်ဈံငွေ၅ချပ်လို့အမိန့်ထုတ်ထားတဲ့တကြီးစီကို